မင်္ဂလာပါခင်ဗျာကိုဖတ်ပြပေးခြင်းနဲ့စာလေးကတော့စိတ်ခွန်အားအတွက်စာစုများဆိုတဲ့အစီအစဉ်ကဖြစ်ပါတယ်ဆရာချစ်ဆံဝင်းကြီးသားတဲ့ဆောင်းတိုက်သောအကျင့်ကောင်းဒီရဲ့ဆိုတဲ့ဆောင်းပါလေးဖြစ်ပါတယ်လူဘဝတွင်အချို့အကျင့်များသည် ဆောင်းထားရမထိုက်ပါ ဥပမာလုပ်ငန်းဝင်သို့မဟုတ်အစည်းအဝေးများတွင် နောက်ကျတဲ့အကျင့်မျိုးတပါးသူကအလေးနက်ထားသောအရာကိုပုံပေါ်ဆဆသဘောထားသည့်ကိစ္စမျိုးလို့ဖြစ်ပါသည်အခြားတစ်ဖက်တွင်လည်းစောင့်ထားသည့်အကျင့်များရှိပါသည်စောင့်ထားသည့်အကျင့်လေးရက်ကိုစာအုပ်များတွင် ရေးသားဖော်ပြလေရှိပါသည်အထက်သို့တက်ရာတွင်ဤအကျင့်လေးရက်ကိုတော့စောင့်ထားသင့်သည်ဟု ဆိုနိုင်ပါသည် ထိုအကျင့်ကောင်းလေးရက်ကို သင်အားမျှဝေပေးပါရစေ။ဆောင်းသင်သောအကျင့်နံပါတ်၁ရှိနေသောလက်ငင်းပြဿနာနှင့်ပတ်သက်သည့်စာရွက်စာတမ်းများမှတစ်ပါးအခြားစာရွက်စာတမ်းများအလုံးကိုသင်စပွဲပေါ်မှ ရှင်းပြလိုက်ပါ။ဒီစွဲကိုစာရဲစာရဲများဖိုင်တွဲများဖြင့်ရှုပ်ပွားထားခြင်းသည်မကောင်းသောအကျင့်ဖြစ်ပါသည်ကျွန်တော်စွဲကမူစာရဲစာရဲများနှင့်ရှုပ်ပွားနေရာကျွန်တော်ဘဝသည်လည်းမရှင်းပဲ ရှုံနေပါသည်ထိုအဖြစ်မျိုးအင့်တွင် မရှိစေလိုပါရှုံနေပါကပျောက်တတ်ပါသည်လုံလဆဆာရက်စာရန်ပျောက်ဆုံးမှုသည်အချိန်ကိုရင်းနှီး၍အလုံးလောက်ရသောကိစ္စဖြစ်ပါသည် လောကတွင်အချိန်သည် အလွန်မှ အရေးကြီးပေရာမိမိရှုံနေသောစပွဲကမိမိအားနေ့စဉ်အချိန်ဖြုံးနေနေသည်တဖန်စပွဲရှုပ်ပွားနေမှုက ကျွန်တော်တို့အားကျွန်တော်တို့၏အလုံများကိုဘယ်တော့မှပြီးမှာမဟုတ်ဟူသောစိုးရိမ်မှုကိုဖြစ်စေနိုင်သည် အင်းအပြင်သင်အားစိတ်ရှုပ်ထွေးမှုစိတ်တင်းကျပ်မှုမှစသွေးရောနှလုံးယောဂအစာအိမ်ယောဂများဖန်တီးဖြစ်ပေါ်စေပြီးစိတ်နှလုံးဂျုံဂျုံကြခြင်းကိုပင်ဖြစ်ကောင်းဖြစ်စေနိုင်သည်ဟုဆိုကြပါသည်လူများကလည်းသင်သည်စိတ်မဲ့ကမ်းမဲ့ဗျံပရာနိုင်သည်ဟုတွေးထင်ကြပါလိမ့်မည်အလုံးလို့ရရင်ပိုး၏ကောင်းသည့်ဤမှာကိစ္စရများပေါ်ပေါက်လာသည်နှင့်ပြီးပြောင်းဆောင်ရွက်မှသာသင်အားနဘူးနစာအလုံးနေမည်မပြီးပြတ်သည့်အလုံးများတောင်းလို့ပုံဝင်နေပဲရှိပါလိမ့်မည် ကျင့်ကောင်းနံပါတ်2အလုံများကိုအရေးပါမှုအလိုက်ဆောင်ရွက်ပါအလုံများကို၎င်းတို့၏အရေးပါမှုအလိုက်လုပ်ရန်မှာအမြဲတစေမဖြစ်နိုင်ကြောင်းအတွေ့အကြုံရကျွန်တော်သိရှိခဲ့ရပါသည်သို့သောအရေးကြီးသောကိစ္စများကိုဦးစားပေးပြုလုပ်ခြင်းကဦးစားပေးမှုမထားဘဲလှုပ်ဆောင်ခြင်းထက်ပို၍ကောင်းသည်ကပြောစရာမလိုပါ ထိုကိစ္စသိကြပါသည်ရေးကြီးသော အလုပ်ကိုဦးစားပေး၍လှုပ်ဆောင်နေပါသည် အချိန်စီမံခန့်ခွဲမှုဆိုင်ရာအတိုင်းအမြင်ကံပညာရှင်များ၏သုတေသနပြုချက်များကကျွန်တော်တို့ပြုလုပ်ရန်လိုအပ်သောကိစ္စများကိုစီရင်ပြုလုပ်ပါထို့နောက်နေ့စဉ်တနာရီချင်းဘာလုပ်သင့်သည်ကို အချိန်စရာရေးဆွဲပါဟုဆိုပါသည်ထိုနေ့အတွက်လုံရမည့်ကိစ္စရပ်များကိုပထမဦးစားပေးအစီအစဉ်ချပြီးလုပ်ရန်လိုသည့်သဘောဖြစ်ပါသည်အချိန်ဆွဲလို့ရသောကိစ္စများကို နောက်ဆုံးထားလုပ်ရမည်ဖြစ်သည် တဖန်အလုံးများကိုအချိန်စရာဆွဲထားတော့လေအခါတန်ထိုးစရာကိုပြစ်ထားပြီးချက်ချင်းထလုံးစရာရှိသည်များပေါ်လာတတ်သည်ကိုလည်းအတိပြုရန် လိုအပ်ပါသည် ထိုးသောကိစ္စများပေါ်လာရင်ထထုတ်လိုက်ပါ သို့သောလုတ်တွင်အရေးကြီးဦးစားပေးအခြေခံစနစ်တော့တင့်တွင်ရှိရမည်ဖြစ်ပါသည်အကျင့်ကောင်းနံပါတ်3သင်သည်ပြဿနာတစ်ခုကိုရင်ဆိုင်သောအခါဆုံးဖြတ်ချက်ချရန်ချက်လက်များရှိပါက ချက်ချင်းဆုံးဖြတ်ချက်ချဖြေရှင်းပါဆုံးဖြတ်ချက်များကို ရွှေ့ဆိုင်ခြင်းမပြုပါနဲ့ပြဿနာတစ်ခုကိုကင်တွယ်ပြီးသည့်နှင့်ဆုံးဖြတ်ချက်ချ၍လုပ်ငန်းအကောင့်ထည့်ဖော်မှုကိုဇက်တိုက်လုပ်ပါအချိန်မစွဲပါနဲ့အစည်းအဝေးများနှင့်ဆုံးဖြတ်ချက်ချမှုအကောင့်ထည့်ဖော်မှုအချိန်မကွာဟပါစေနဲ့မိသည့်အစည်းအဝေးကိုမဆိုနေခြင်းအစည်းအဝေးမှတ်တမ်းထွက်ရပါမည်စည်းဝေးမှတ်တမ်းကို နေခြင်းထွက်အောင်ကြိုးစားပါ နောက်တစ်နေ့ထပ်ပို့မကြပါစေနဲ့အချင်းကောင်းနံပါတ်၄တင့်လုပ်ငန်းတွင် စီယုံမှာကိုယ်စလဲလွှဲပေးနိုင်ရန်ကြိုးစားပါတင်ဤကြီးကြပ်မှုအမြဲရှိပါသည်ကိုယ်စလဲထားကြီးကြပ်ခြင်းနှင့်အကောင်းဆုံးနည်းဖြစ်ပါသည်အကယ်၍တင့်တွင်ဤအချင်းကောင်းမရှိပါကအချိန်မတန်ပဲစင်းញိုင်းကိုတင့်ကိုယ်တင်တွန်းပို့နိုင်ပါသည် အရာရာတိုင်းတင်ကိုယ်တိုင်မဆောင်ရနိုင်ပါ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါမဖြစ်နိုင်ပါအရာရာတိုင်းကို သင်ကိုယ်တိုင်လှုပ်ဆောင်ရမည်ဟုသဘောထားပါက သင်သည်စိုးရိမ်ကြောင်းကြမှု၏လွှမ်းမိုးခြင်းကိုခံရပါလိမ့်မည် ကိုယ်စလဲမန်နေဂျာတပည့်တို့ကိုကင်တွဲနိုင်သော အသေးမွှားများကို သင်သည်ပူပန်မနေသင့်ပါအသေးအဖွဲလေးများကို ပူပန်နေရင်သင်၏ဆုံးဖြတ်ချက်အမှန်တကယ်လိုအပ်သောကြီးကြီးမားမားကိစ္စများ လက်လွတ်အောင်ရှုံးရနိုင်ပါသည် စင်စေကောင်ဖမ်းမှုအတွက်စိတ်တကောင်လွတ်ပါစေကိုယ်စလဲလွှဲရန်မှမူခက်ခဲမှုရှိကြောင်းအားလုံးသိပါသည်မှရင်သောလူများလွှဲမိပါကဒုက္ခအကြီးကျယ်ရောက်နိုင်ပါသည် ကိုယ်စလဲလွှဲပြီးပြည့်မထားပါနဲ့ကိုယ်တိုင်စီမံခံခဲ့ပါအခြေအနေပေါ်စီရင်ခံချက်များကိုတောင်းယူပြီးတိုးတက်မှုကိုစစ်ဆေးပါကြီးကျက်စရာမလိုပဲကိုယ်စလဲလွှဲနိုင်သည့်အလုပ်များရှိပါသည် ိုယ်စလဲလွဲခြင်းသည်လौသမားများပေါ်ထားရှိသောသင်၏ယုံကြည်မှုကိုလက်တွေ့ပြသရလဲရောက်ပါသည်ဤဤအဖြစ်သူတို့အားလဲတွန်းအားပေးနိုင်ပါသည်ဤကိစ္စလေးရက်ကိုလက်တွေ့ဆောင်ရွက်ကြည့်ပါမပင်မမဲပွေထိရောက်စွာလုပ်ငန်းဆောင်ရွက်နိုင်သည့်အကျင့်ကောင်းလေးကိုဟုဆိုနိုင်ပါသည်လက်တွေ့ဆောင်ရွက်ကြည့်ရန်လောက်ခွင့်ပင်မမှုနာယောဂနေပါပြီးဘဝအောင်မြင်မှုပုံမရရှိနိုင်သည်ဟုဆိုပါသည် ဆရာချစ်ဆန်ဝင်ရဲ့ချမ်းသာဖို့သာမကဝမ်းသာဖို့လည်းကျူတာပါအာရှနိုင်တွင်အပျော်ရွှင်ဆုံးလူများရှိသည့်နိုင်ငံများကိုသူတည်သနာပြုလို့ရေးချေကြရာတွင်အာရှတိုင်း၌ချမ်းသာကြွယ်ဝဆုံးနိုင်ငံဖြစ်သည့်ဂျပန်နိုင်ငံသည်နောက်ဆုံးမှပျော်ရွှင်နိုင်သောနိုင်ငံဖြစ်သည်ကိုတွေ့ရပါသည်ကျွန်တော်မိတ်ဆွေတို့ကကြွယ်ဝမှုအတွက်အိမ်တော်၏စိတ်ချမ်းသာမှုပါဝင်စိတ်အေးချမ်းသာမှုအများအပြားကို ဇတိကရသည်ဟုဆိုပါသည်သူတေသနာအုပ်စုတို့၏သူတေသနာပြုချက်အရပျော်ရွှင်မှုရာဂိုင်းနှုန်းသည်ဖိလစ်ပိုင်က94ရာဂိုင်းနှုန်းအင်ဒိုနီးရှားက94ရာဂိုင်းနှုန်းထိုင်းနိုင်ငံက92ရာဂိုင်းနှုန်းစင်ကာပူက92ရာဂိုင်းနှုန်းဟောင်ကောင်က89ကိုရီးယားက85တရုတ်တိုင်ပေက89ရာဂိုင်းနှုန်းနှင့်ဂျပန်က64ရာဂိုင်းနှုန်းဖြစ်သည်ဟုဖော်ပြကြပါသည် အာရှတွင် အချမ်းသာဆုံး ဂျပန်နိုင်ငံနဲ့အတိုးတက်ဆုံးကြားလေးကောင်တို့သည်ပျော်ရွှင်နိုင်မှုနည်းပါးသူများဖြစ်နေသည်ကိုတွေ့ရပါသည်လူများပျော်ရွှင်နေကြလင်ကောင်းပါသည်လူတွေပျော်နေလင်ကဘာကြီးတွေလည်းနေထိုင်ရန် ပိုကောင်းသောနေရာကြီးဖြစ်နေပါမည်အချို့သူများသည်အဖေကြောင့်အခြားသူများထက်ပို၍ပျော်ရွှင်နိုင်ကြပါသည်အချို့သူများသည် သူတို့၏ပျော်ရွှင်မှုများကို စီးနေသောကားနေသောအိမ်အိတ်ထဲမှကပ်ပြားများ လက်ကျန်ငွေများများဆဆရှိသောပန်းစင်းအသင်းဖွဲ့များတွင်အသင်းဝင်ဖြစ်မှုနှစ်တန်းရရှိနေသည့်အားလည်းရများစသည့်ရုပ်ဝတ္ထုပစ္စည်းများမှရရှိကြပါသည်အထို့လူများအတွက်ကတော့ပျော်ရွှင်မှုကိုဒီနေ့ထမင်းတပကံစားရမှုမိသားစုနှင့်အိမ်ကြီးချင်းများ၏အဖော်တဟဲရရှိမှုနှင့်အသက်ဆက်ရှင်နေရမှုစသည်ဟုမှ ရရှိသည်ဟုဆိုပါသည်သင်စင်းရဲတော်လဲတင်းတင်းရောက်ရဲ၌သည်သို့သော 真的没点点没有野话了。等路钱了，漂亮一点，表现下面嘛好好多。有这个帮说话的。You can be content even if you are poor, but if you are not content, you will be unhappy even if you gain riches. 表现你好多介绍过，那边旁边下面。 ပျော်ရွှင်မှုဆိုသည်မှာစိတ်၏အခြေအနေတည့်ရဟုဆိုကြပါသည်။ပျော်ရွှင်သောစိတ်သည်ပျော်ရွှင်သောလူတစ်ယောက်ကို ဖန်တီးပါသည်။ပျော်ရွှင်ခြင်းသည်တင့်တွင် ရှိသည့်အရာကို မတင်းတိမ်မှုမှဖြစ်ပေါ်လာသည်။အချို့မှာအလုတ်ကောင်းကောင်းတစ်ခုရှိပါလျက်လက်ကပူ၍မများလိုချင်သောကြောင့်မပျော်နိုင်ကြပါ။အချို့တွင်ကားရှိပါလျက်ရွေအစားကိုညှဉ်းညူ၍မပျော်နိုင်ကြပါ။အချို့သည်ရုပ်ရည်လှပပါလျက်စိတ်တိုင်းကြသောနှာရန်ကို လိုချင်ပြီး မပြောနိုင်ပဲဖြစ်နေကြပါသည်မပြောရှင်ချင်းသည်အတိတ်ကကျွန်တော်တို့အားဒုက္ခပေးခဲ့သူများကိုမမေ့နိုင် ခွင့်မလွတ်နိုင်သောအခါများတွင်လည်းပေါ်ပေါက်လာတတ်ပါသည်အကျိုးကြီးသောအတွင်းများသည်မပြောရှင်အောင်ဖန်တီးနိုင်စွမ်းရှိပါသည်မြောင်ရဲမှုကစိတ်ထဲတွင်အစင်မပြတ်မှွေနေသောအခါသင်သည် ပြက်သမညာတစ်မျိုးတည်းတွင်ထက်ခါတလဲလဲအလိုမကျဖြစ်လာပြီးပျော်ရွှင်မှုဆိုတာဝေလာဝေးအန္တရာယ်ရှိလာပါသည် မရောရဲနိုင်မှုကမပျော်ရွှင်ခြင်းဒေါသဖြစ်ခြင်းအပြစ်ချိမြင်ခြင်းထိတ်ငော့ခြင်းနဲ့ခင်မင်မှုမရှိခြင်းတို့ကိုဥတီသွားလေရာဆုံးရှုံးခြင်းမိတ်ဆွေကင်းမဲ့ခြင်းရန်သူများခြင်းထိကြံခြင်းတို့စင်ပွားဖြစ်ပွားလာတပါသည်ထိုအရာများကတဆင့်စိတ်ညစ်ခြင်းဒေါသထွက်ခြင်းအပြစ်မြင်ခြင်းထိတ်ငော့ခြင်းတို့ကိုထပ်မံဖြစ်ပွားစေပါသည်ထိုအခါဘဝသည်ဘယ်ရက်စီသို့ဥတီနေမှမသိတော့ဘဲဥတီချက် ပျောက်ဆုံးတတ်ပါသည်။သင်သည်ပျော်ရွှင်သောအခါပူ၍ချိန်ခံသောလူတစ်ယောက်ဖြစ်လာသည်ပျော်ရွှင်သောလူတစ်ယောက်သည်မိသားစုနှင့်၎င်းလုပ်ဖော်ကိုင်မတ်များနှင့်၎င်းဆက်ဆံရေးပူ၍ကောင်းလာပါသည်။လုပ်ငန်းတွင်လည်းပူ၏အာရုံစိုက်နိုင်ပါသည်။ထိုအခါဘဝသည်ပူအစဉ်ပြေလာပြီးဘဝအတိတ်ပဲလည်းပြည့်စုံလာပါသည်။အရာရာကိုအကောင်းဘက်ကရှုမြင်ပါလျှင်သင်သည်ပူ၏ပျော်ရွှင်သော လူတစ်ယောက်ဖြစ်လာနိုင်ပါသည်။မနှိုင်းရှင်ပါနဲ့ နိုင်ရှင်ရမည်ဆိုရင်အထက်နှင့်မဟုတ်ပဲအောက်နှင့်သာ နိုင်ရှင်မှာဟုစိတ်ချမ်းသာမှုကိုသာ ရှေးရှုသော သူတို့ကဆိုပါသည်တင့်ထက်သာသောသူများနှင့် အထက်ကိုလှမ်း၍နိုင်ရှင်မှာကသင်အမဲမပျော်ရွှင်ပဲဖြစ်နေပါလိမ့်မည်ဟုဆိုပါသည်သင်ကိုယ်သင်အာဖရိကတိုင်းမှငတ်မွနေကြသူများနှင့်နိုင်ရှင်မှာမူသင်သည်ကံကောင်းနေကြောင်းခံစားပါရပါလိမ့်မည်အပျော်ရွှင်မှုကိုခံစားရပါက ဘယ်အရာကစိတ်ရှုအောင်ပြုနေသည်ကိုစာဖြင့်ချရေးကြည့်ပါ ပြီးနောက်စန့်ကျင်ဘက်ဖြစ်သောအကောင်းဘက်ကိုကြည့်ပြီးရှိသမျှအကောင်းဘက်များကိုစဉ်းပြုလုပ်လိုက်ပါ ကောင်းကျိုးများကမကောင်းကျိုးများထက်ပုံမများပြားနေတတ်ပါသည်အကဲ၍သင်သည်သင်အားဂလန်ကဆန်ပြုလုပ်သည့်လူများကြောင့် မပျော်ရွှင်သည့်အတွေ့များရှိနေသည် ဆိုရင်မေ့ပြန်ကြိုးစားပါ ထို့တစ်ချိန်လုံးထို့အကြောင်းကိုညှဉ်းညူနေခြင်းသည်တငယ်ချင်းများနဲ့ သိမိတ်ဆွေအများကြားမตาရသောအခြေအနေကိုသာ ဖြစ်ပေါ်စေပါသည်။ကြာလင်သင်အားဆုံးမြန်လူတယောက်ဖြစ်တရုတ်ဖော်လာကြပါလိမ့်မည်။ပျော်ရွှင်ခြင်းသည်ဘဝတန်ဖိုးဖြစ်ပါသည်။ငွေကြေးသည်ပျော်ရွှင်မှုကိုတန်သင့်ဖန်တီးနိုင်တော့လဲသူသည်ပျော်ရွှင်မှုကို အမြင်မဖန်တီးနိုင်ပါ။ငွေကြေးသည်တခါတည်းံတော့ကပင်ပွားစီနိုင်ပါသည်။ထို့ကြောင့်ငွေကြေးလဲပြည့်စုံစေ။ ချမ်းသာပျော်ရွှင်မှုလည်းရှိစေဟူသောနီလန်းများကိုရှာဖွေရန် လိုပါသည် rich and happy ဟူသောစာအုပ်များရှိပါသည်ဂျပန်နိုင်ငံသည်အပျော်ရွှင်ဆုံးမဟုတ်ဟုဆိုပါကအချမ်းသာဆုံးသူများသည်အပျော်ရွှင်ဆုံးဘဝကိုမရနိုင်ကြသည့်သဘောပင် ဖြစ်နေပါသည်တင်းတိမ်မှုသည်ပျော်ရွှင်မှုကို ဖော်ဆောင်နိုင်ပါသည် တင်းတိမ်မှုရရှိရန်ကြိုးစားပါဇွဲလုံးလာရှိပါ ရောက်လာသောဘဝကိုရောင်ရဲပါ ထက်သူတက်လှမ်းမှာလောမကြီးပါနဲ့အလင်းမြန်ချမ်းသာလို့သူဤလောဘနဲ့လှုပ်ဆောင်ရင်းတက်တက်ပြောင်းအောင်မွဲကုန်သည်တာလကများစွာ ရှိပါသည်တင်ဘဝခီတွင်ပျော်ဖို့ကြိုးစားရန်လိုအပ်သလိုဝမ်းသာရန်အတွက်လည်းအားထုတ်ရန်လိုအပ်ပါသည် နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ